ူးသဖြင့်လွမ်းတယ်စင်ပေါ်ပြန်ပြန်ပြီးတော့ဟာငါဒီမှာငါ့ဝတ်စုံကြီးနဲ့ငါနောက်တစ်ခေါက်လုပ်ပြချင်လိုက်တာဆိုတော့စိတ်ကလေးနည်းနည်းလေးဖြစ်သွားတယ် additional costumes อ่ะทีนี้อ่ะญีนี่ญาลงเนี่ยมาบ่าวเหมือนเลยสรเอาดิอไตยน้าวุฒิสงเลียูจี้อ่ะตลอดเลยอนิจยาตาชื่อเลยโหลนี่เนี่ยแล้วทุจ้าอ่ะดีเนี่ยตะคูอ่ะอะไรเลยเปียวบ่ปะเนาะยังซ้าจ๋าเลยตรุซ้าซ้าปะจ๋าเลยปะเนาะตรุซ้าปะเนี่ยกูบ่าใบซ้า တော်ကြပါတယ် performance တော်လို့ပေါ့နော်ဒီနေ့အထူးသဖြင့်လွမ်းတယ်ဆင်မော်ပြန်ပြန်ပြီးတော့ဟာငါဒီမှာငါ့ဝတ်စုံရင်းနဲ့ငါနောက်တစ်ခေါက်လုပ်ပြချင်လိုက်တာဆိုတော့စိတ်ကလေးနည်းနည်းလေးဖြစ်သွားတယ် outfit are multi-technical and decorated with various accessories အဲ့ဝါဆိုအမတ်တရားအများကြီးရှိရအဲ့ practice လုပ်နေရင်အတောင်နှချောင်းကျိုးသွားတော့အဲဒီတော့လူကလည်းပွဲကိုရက်ရှည်ပြိုင်နိုင်ရအောင်လည်းနည်းနည်းလေးပန်းနေပြီပန်းတော့ဒီ down အတောင်နေနေရတလို့မအားမှာဆိုတော့အဲ့မားဖို့အတွက်ကိုအားလည်းမရှိတော့ဘူးအမေကံကောင်းချင်တော့အဲ့ national costume ရဲ့အတန်လေးကကျိုးသွားတယ်ပေါ့နော်နှစ်ချောင်းကျိုးသွားတော့တခါတည်းမရပီသားလေးထွက်ထွက်ပြစ်လိုက်တယ်အမေ တကယ်တမ်းဆင်ရှိရောက်တဲ့အချိန်မှာနင်ဒီ down down ဒီလိုမျိုးလေးရမ်းပြရမလားဒါမှမဟုတ်ချလိုက်ရမလားဆိုတော့အဲ့လို performance လုပ်နေနေခေါင်းထဲမှာသွေးနေရမစ်စီအကုန်လုံးအရန်ကိုတော်နေကြပြီဆိုတော့ငါငါအတောင်ပံကိုမထောင်လိုက်မိဘူးပေါ့နော်ဆိုတော့ငါအမှတ်ရော့သွားလိုက်မယ်အဲ့ကြောင့်ငါ down down ရှိအောင်ချလိုက်မယ်ဆိုပြီးတော့လွှဲပြီးချလိုက်တာပေါ့အဲ့ဒါအမှတ်တရ We have created Burmese patterns for the whole world to see combining Burmese with internationalism perfectly. ဒါပေမဲ့ညီမလေးတွေအကုန်အကုန်အရန်ကိုတော်တယ်ပေါ့နော်။အာပဲချင်တော့နေနေမ join ဖြစ်လောက်တော့ဘူး။ဒါပေမဲ့ join ပြင်ရင်တော့မှနှိမ့်ကြတော့ကြအောင်မယ်ပေါ့နော်။ဆိုတော့ပြန်လာပြန် comeback ဖြစ်ရင်တော့မှအကောင်းဆုံး comeback ဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီတစ်ခေါက်တော့ညီမလေးတွေပြိုင်တော့ကြည့်ချင်တယ်။သူတို့ homecoming crowning တည်လာတာကိုမြင်ချင်တယ်။ဘေးပွဲမဆို မြန်မာနိုင်ငံခေါင်းရောက်အောင်မြင်ချင်ပါတယ်ဟုတ်ကဲ့ဒီနေ့ကဒီမှာအမြန်မာလေးတွေကိုအားပေးဖို့အအဓိကလာပါဒီနေ့ကမြန်မာလေးတွေကိုပြောပြီးသားအမရက်လျှော့ဝင်ထိုင်မယ်ဒါပေမဲ့အညီမလေးတွေကိုတော့အမ judgement လုပ်ဘူးဆိုတော့ကိုယ်တိုင်မှာဟိုတူးချင်းစီအရေးချင်းနေရှိကြတယ်ပေါ့နော်သူတို့အမြဲတမ်း အဲ့ဒီအကြောင်းလေးကိုပြောပြတယ်ဆိုတော့သူတို့ကတော့ပြောတယ်အမကြီးတော့ကြည့်မယ်နော်ဒါပေမဲ့အမတော့မပေးဘူးလို့ပြောတယ်ကောစယူဆိုဒီနေ့ကညနေမျက်လုံးထဲမှာဘာကိုမြင်လဲဆိုတော့ဒီ တိုင်းသားဝတ်စုံလေးတွေကိုကြည့်ရတာတော်တော်လေးအနှစ်ရတာရှိရလို့မြင်နေတယ်အာဒီနှစ်ဒီပွဲမှာဆိုတိုင်းသားဝတ်စုံလေးတော်တော်မြင်ရတယ်ပေါ့နော်အာဆိုတော့ performance မှာလည်းနော်အစ်စ်တွေနော်ချပေးတာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပြီးတော့ထူးခြားတာဒီနှစ်တစ်ခုကအဲ့ဒါလေးပြောဖို့ပေါ့နော်အရန်စားကြတယ်သူတို့စားစားပြကြတယ်ပေါ့နော်သူတို့စားပြရင်လည်းကိုပါပိုက်စားတော်ကြပါတယ် performance တော်လို့ပေါ့နော် ညီမလေးတွေကိုနင်းနေအမြင်အပိတ်စကားပဲပြောဖြစ်တယ်သူတို့စိတ်ညစ်စေမဲ့စကားအားကျစေမဲ့စကားတခါမှမပြောဘူးပေါ့နော်သူတို့နဲ့တွေ့တိုင်းအဲနင်းနေကဟိုလိုသူတို့ပြောပြရတဲ့ဆိုင်သူတို့မေးစင်းတဲ့မေးခွန်းလေးတွေကိုဖြေပေးတာများတယ်သူတို့ဗာတိချင်လဲအဲဘလို့အရာမျိုးကိုသိချင်လဲဆိုတော့ပုံမူတီးပြီးတော့ဖြေပေးပြတာများတယ် နေ့ကိုတိုင်ဆိုရင်တော့နေနေကနည်းနည်းလေးစိုးရိမ်ရယ်စိတ်ရှိရယ်စင်မောတိုင်နေနေကအဲ့လိုအသားရည်လက်တွေတုံပြီးတော့စင်ကြောက်စင်ရင်အရန်ကြောက်တက်တက်လို့ပေါ့နော်ဒါပေမဲ့ညီမလေးတွေကိုကြည့်ရတာသူတို့ကစင်မကြောက်တဲ့ပြင်စင်မောမောင်အောင်ဂျိုထိုးနိုင်တယ်ပေါ့နော်ဆိုတော့တော်တော်တော်ကြရယ်အရန်ကိုဒီနှစ်ကိုဒီနှစ်မှမဟုတ်ဘူးအရင်နှစ်ကမစ်စီအကုန်လုံးမြင်တဲ့လူတိုင်းရောအရင်ကနဲ့မတူအရန်ကိုသူတို့ ဟုတ်ပွင့်လင်းလင်းလုံနိုင်ကြတယ်ပေါ့နော်အရင်အောင်တော်တယ်ဟုတ်ကလေးတွေကအကုန်တော်ပြီးသားပါခုနဆိုလဲတစ်ချက်တောင်မမှားသွားဘူးပေါ့နော်ဆိုတော့ချော်လဲသွားလည်းမရှိဘူးအဲမှားသွားလည်းမရှိဘူးဆိုတော့နောက်ပွဲထဲမှာဗာပြောချင်လဲဆိုတော့အဲ final နဲ့ဒီသူတို့ရဲ့ final ကတဖြည်းဖြည်းနီးလာပါပြီအဲ့အတွက်ကြောင့်မလို့ နင်းနီမှာမှားကျင်တာတခုဆိုလို့ပေါ့နော်အပြင်ထွက်တာသွားတာလာတာဂီယူဆိုင်ရမယ်ကျန်တာတော့ကလေးတွေမှားစရာမရှိပါဘူးအကုန်တော်ပြီးသားမိရောဘာလုပ်မလဲဆိုအခုချိန်ကဖြားနာတက်တယ်မိုးရင်းဆိုတော့ကျမရေယူဆိုင်ရမယ်ပွဲပွဲဖိုင်နယ်ကအရန်ပင်မန်းမှာဆိုတော့ကျမရေယူဆိုင်ရမယ်အပြင်ထွက်တာသွားတာလာယူဆိုင်ရမယ်ပေါ့နော်ပွဲဆိုတော့နက်ကြီးရဲ့အတွက်ကြောင့်အဲကိုယ့်ရဲ့နေထိုင်သွားလာအောင်အဲစင်ကျင်ပါလို့ပြောချင်ပါတယ်ဟုတ်ပါ နေ့တော့က Miss Grandma မဟုတ်ဘူးပြိုင်ပွဲတီးတီးမှာပြိုင်နေတဲ့အဲညမလေးတွေအကုန်လုံးအရန်တော်ကြပါတယ်အဲဒါနေနေရိုးဒီနောင်လာနောင်သားတွေအတွက်ကိုမြင်ရတာအရန်ကိုအထူးကျွန်ကြတယ်အဲ့အတွက်အရန်ဝမ်းသာတယ်သူတို့ကြောက်စိတ်မရှိအောင်မြင်ရတယ်အဲ့ဒီစိတ်ကိုနေနေအရန်သဘောကျတယ်ပေါ့နော်ဆိုတော့အားလုံးကြိုးစားကြပါလို့နောက်ခေါက် မပြိုင်ပြစ်လောက်တော့ဘူးဆိုတော့ဘယ်လိုဖြေရမလဲမသိဘူးဒါပေမဲ့နောက်ခေါက်ပြိုင်ပြင်တော့အဲပေါ့ပေါ့ပါပါနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပြိုင်မိမယ်ထင်တယ်ဆိုတော့ကိုက experience ရှိပြီးွားရင်ဆိုတော့ဒီနင်းနီက international stage ပေါ်သွားတဲ့အချိန်မှာနင်းနီမှာ crown ကနင်းနီကဒီတိုင်းရထားတာဆိုတော့ဒီပြိုင်ပွဲပြိုင်ပွဲဝင်နေတဲ့ပြိုင်ရတဲ့ experience ကလုံးဝမရှိခဲ့ဘူးကိုရောက်မှနေနေပြန်ရတာဆိုတော့အဲ့ဒီမှာရခဲ့တဲ့အခွင့်လန်းတွေရင်းချက်မှုတွေကနောက်တစ်ပွဲပြန်ရင်အဲ့ stress တွေကိုမှပူပင်တော့ကတွေကြောက်တာတွေကိုတော်ရော့ကြသွားမှထင်တယ်ဆိုတော့နောက်တစ်ဝဲပြန်ပြင်တော့ပေါ့ပေါ့ပါပါနဲ့ပျော်ပျော်ရွှင်ရွှင်ပြန်ပြင်မှထင်တယ်ဟုတ်